တော်ရရှိမှာခင်ဗျာဒီနေ့မြန်မာတို့ရဲ့အတာတကြံကာလအတွင်းထူးခြားချက်တစ်ခုကတော့လေချောင်းကနေဘုံကျဲချမှုတွေကြောင့်ရဲသားပြည်သူတွေထိခိုက်သေဆုံးနေရတာပဲဖြစ်ပါတယ်ကိုရင်လေးလေးပါထိတာနှစ်ပါးပြန်တော်မူသွားပြီနောက်ပြီးတော့မုတ်ထောင်းကကြတော့အမျိုးသမီးတယောက်သူလည်းထိခိုက်တယ်အဲ့ဒီအမျိုးသမီးကတော့ဆေးရုံပို့လိုက်တာသူလည်းသိတော့ချင်းနေကောင်းမယ်မသိဘူးအားလုံးပေါင်းအကြိမ်ပေါင်း73ကြိမ်ပြည့်သွားတာငလင်းဘေးကြောင့်သေဆုံးသူအရေအတွက် 3900ကျော်သွားပါပြီဒီအကြောင်းတွေအပါဝင်နောက်ဆုံးရမြန်မာသတင်းတွေကိုစတင်အစီအခံတင်ပြပါရစီခင်ဗျာတကြံတွင်ကာလာမှာစကိုင်းတိုင်းမန္တလေးတိုင်းစတဲ့ငလျင်ဘေးသင့်ဒေတာတွေအပါအဝင်ရခိုင်ပြည်နယ်ချင်းပြည်နယ်နဲ့ကရင်ပြည်နယ်တွေမှာစစ်ကောင်စီက ဘုံကျဲတက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တာကြောင့်အရက်သားပြည်သူ10ဦးတည်းမင်းတေဆုံးခဲ့ရပြီး90ကျော်ထဏ်ရရှိခဲ့ပါတယ်။တကြံအကျူနှစ်ဖြစ်တဲ့ဧပြီလ23ရက်နေ့နဲ့တကြံအကြနေ့တွေက လေချောင်းကနေဘုံကျဲချမှုတွေကြောင့်သကိုင်းတိုင်းကနီအင်းတော်ကောလင်းဝန်းသူတစဲနဲ့မန္တလေးတိုင်းကတပိတ်ချင်းနထိုးကြီးနဲ့ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်တွေမှာအခုလိုအရက်သားပြည်သူတွေအများအပြားထိခိုက်ဒေဆုံးခဲ့ကြရတာဖြစ်ပါတယ်။ ဖုံးတော်ကြီးကြောင်း၅ကြောင်းထိခိုက်ပျက်စီးမှုရှိခဲ့ပြီးတန်ဃာတော်တချို့လည်းပြန်လွန်တော်မူသွားခဲ့ရပါတယ်။ KNU ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ဒေသအတွင်းမှာလည်းလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်ခံရမှုတွေကြောင့်တရဲနှစ်ပတ်တာအတွင်းအရတား၃ဦးသေဆုံးပြီး22ဦးဒဏ်ရာတွေရရှိခဲ့တယ်လို့ KNU ဗဟိုက AP လ14ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။ ပြည်သူတွေငလင်းဘေးဒဏ်အပြင်းထန်ခံစားနေရချိန်မှာစစ်ကောင်စီတပ်ကလူခွင့်ချိုးဖောက်မှုတွေဇက်တိုက်ကျူးလွန်နေတယ်လို့ KNU ကဝေဖန်ပြောဆိုပါတယ်စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်းငလင်းဘေးအာယုံဆိုင်ဖို့စစ်ကောင်စီတပ်ကယာယီအပြစ်ခတ်ရက်စဲထားတာကိုအခွင့်ကောင်းယူပြီး KNU အပါအဝင်တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကစစ်ကောင်စီစခန်းတွေကိုဝိုင်းဝန်းတိုက်ခိုက်နေကြတယ်လို့ AP လ14ရက်နေ့က နိုင်ငံပိုင်သတင်းမီဒီယာတွေကတဆင့်ပြောဆိုခဲ့ပါတယ်။အဒီတော့တဲ့မှာပဲကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကန်းနီကြေးရွာဖုံးတော်ကြီးအကြောင်းကိုအေပီလ15ရက်တကြံအတက်နေ့ကစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲချလိုက်တဲ့အတွက်အရဲသားပြည်သူ6ဦးသေဆုံးပြီးရဟန်းတန်ကတော့10ပါးအပါအဝင်25ဦးထက်မနည်းဒဏ်ရာတွေရရှိခဲ့တယ်လို့ကန်းနီကြေးရွာဒေသခံတွေက RFA ကိုပြောပါတယ်။ဒဏ်ရာသူတွေကိုဆေးဝါးကုသမှုခံယူဖို့ မော်လမြိုင်မြို့ပြည်သူဆေးရုံကိုပို့ဆောင်ထားတယ်လို့လည်းသိရပါဗျ။ဒီတကြံကာလနိုင်ငံနဲ့အဝန်လေချောင်းတက်ခတ်မှုတွေနဲ့ပတ်သက်တဲ့ RFA ရဲ့အသေးစိတ်စူးစီးတင်ပြချက်ကိုသတင်းတွေအပြည့်မှထုတ်လွှင့်ဖို့ရှိပါတယ်။ဒီတော့တွင်ငလင်ဘေးတင်ဒေသတွေမှာစစ်ကောင်စီရဲ့လေချောင်းတက်ခတ်မှုတွေကြောင့်အရသာပြည်သူတွေထိခိုက်သေးဆုံးနေရတာနဲ့ပတ်သက်ပြီးကုလသမဂ္ဂနဲ့လုံခြုံရေးကောင်စီတို့က တိကျပြတ်သားတဲ့အရေးယူမှုတွေအမြန်ဆုံးလှုပ်ဆောင်သွားဖို့ကုလသမဂ္ဂဆိုင်ရာမြန်မာတပ်မကြီးဦးကျော်မိုးထွန်းကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်မြန်မာစစ်တပ်ကပြည်သူလူထုအပေါ်ရက်စက်မှုတွေကျူးလွန်နေတာနဲ့ပတ်သက်ပြီးကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကိုတပ်မကြီးဦးကျော်မိုးထွန်းကဧပြီလ14ရက်နေ့ကစာပေးဖို့တောင်းဆိုလိုက်တာဖြစ်ပါတယ် မြန်မာနိုင်ငံငလျင်ဘေးကြောင့်အပြည့်အစီတန်းချိန်နှစ်တန်းခွဲလောက်အရေးပေါ်ဖယ်ရှားရှင်းလင်းပြဖို့လိုအပ်နေတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစည်းအဝေး UNDP ကပြောပါတယ်။ဒါအပြင်ပြည်လဲထူထောင်ရေးအတွက် နေအိမ်တွေဆေးရုံတွေနဲ့အရေးပါတဲ့အဆောက်အုံတွေကိုချက်ချင်းပြန်ဆောက်ဖို့အရေးကြီးတယ်လို့လည်းကုလသမဂ္ဂကပြောပါတယ်။ဒီတော့တွင်မြန်မာငလျင်ဘေးမှာဂျပန်နိုင်ငံသားတူတေဆုံးခဲ့ရတယ်လို့ဂျပန်အစိုးရအာဏာပိုင်တွေက မနေ့ကအတည်ပြုပြောကြားပါတယ်။ မန္တလေးကအဆောက်အုံပြိုကျတဲ့အထက်ပါသွားခဲ့တာဖြစ်ပြီး ရုပ်အလောင်းကိုစနေနေ့ကရရှိခဲ့တာလို့ဂျပန်ဆိုးရအဖွဲ့တာဝန်ရှိသူတူကမနေ့ကပြုတ်လုတဲ့သတင်းစာရှင်းလင်းပွဲတစ်ခုမှာပြောသွားခဲ့ပါတယ်ခင်ဗျာအရေးပီလွတ်လပ်တဲ့အာရှအတန်းရဲ့ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြရတာပါသတင်းတွေတင်ပြလို့ပြီးမှသတင်းဆောင်မတွေကိုကြားရပါမယ်တော်ရရှိမှခင်ဗျာမြန်မာအတာတကြံကာလမှာ စကိုင်းတိုင်းမန္တလေးတိုင်းကရင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တွေက ဖုံးလွှဲကြီးကြောင်းနေအပါဝင် ကြေးရွာတွေမှာဘုံကျဲတိုက်ခိုက်ခံရပြီးရဟန်းတန်ဃာတော်တွေအပါဝင်၁၁ဦးသေဆုံးပြီး နောက်ထပ်50တယောက်ဒဏ်ရာတွေရရှိခဲ့ပါတယ်ဒီအကြောင်းအပြည့်စုံကိုကိုစိုင်းဝနာကဆက်တင်ပြပါလိမ့်မယ်ခင်ဗျာမြန်မာအတာတကြံကာလလေကြောင်းတိုက်ခိုက်မှုတွေကြောင့်စကိုင်းတိုင်းမန္တလေးတိုင်းကရင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာတန်ဃာတော်တွေပါဝင်၁၁ယောက်သေဆုံးပြီး နောက်ထပ်50တယောက်ဒဏ်ရာရခဲ့ပါတယ်။ဒကြံအကျိုးနေ့ဧပြီ13ရက်နေ့ကနေဒကြံအကြက်နေ့ဧပြီ15ရက်အထိဖုံးချောင်း6ချောင်းအပါဝင်ကြေးရွာတွေကိုစစ်ကောင်စီတပ်ကလေချောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကန်းနီရွာဖုံးချောင်းကိုဧပြီ15ရက်နေ့နေ့လယ်ပိုင်းမှာစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတယောက်က RF ကိုပြောပါတယ်။ဒီတိုက်ခိုက်မှုတွင်အရသား6ဦးသေဆုံးပြီးတန်ခါ10ပါးနဲ့ဒေသခံ15ယောက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ဒီပြင် စကိုင်းတိုင်းကနီအင်းတော်ကောလင်ဝင်းသူဒဇယ်မန္တလေးတိုင်းတပိတ်ကျင်းတဲ့နှထိုးကြီးရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်တွေမှာအရက်သားထိခိုက်ဒေဆုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ကနီမြို့နယ်တမင်ကျန်ရွာဖုန်ကြီးကျောင်းကိုစစ်ကောင်စီတပ်ကတကြံအကြနေဧပြီ14ရက်နေ့မနက်7နာရီဝန်းကျင်မှာဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွင်ကိုင်နှပါပြန်လည်တော်မူပြီးနောက်ထပ်ကိုင်နှပါဒဏ်ရာရသွားတယ်လို့ဒေသခံတယောက်က RFP ကိုပြောပါတယ်။ ကိုရင်လေးလေးပါအဲ့မှာထိတယ်ကိုရင်လေးလေးပါထိတာနှစ်ပါးပြန်တော်မူသွားပြီနောက်ပြီးတော့မုတ်ထောင်းကကြတော့အမျိုးသမီးတယောက်သူလည်းထိခိုက်တယ်အဲ့ဒီအမျိုးသမီးကတော့ဆေးရုံပို့လိုက်တာသူလည်းသိတော့ချင်းနေကောင်းမယ်မသိဘူးကျွန်တော်တို့ဝိုင်တွဲနေကမနေ့ကအားလုံးပေါင်းအချိန်ပေါင်း73ချိန်ပြည့်သွားတာဒီပြင်တမင်ကြံရွာနီးမုတ်ထောရွာကိုလည်းစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်ခဲ့လို့မြို့သမီးတယောက်ဒဏ်ရာပြင်းထန်ရသွားတယ်လို့သူကပြောပါတယ်အင်းတော်မြို့နယ်ပိန်နေကုန်းရွာဖုံးကြီးကျောင်းလဲ ဧပြီ14ရက်နေ့မနက်7:00နာရီဝန်းကျင်မှာဘုံကျဲတိုက်ခိုက်ခံရပါတယ်ဒီတိုက်ခိုက်မှုအတွင်းလူ၂ယောက်ဒဏ်ရာရသွားတယ်လို့ဒေသခံတွေကပြောပါတယ်မန္တလေးတိုင်းနထိုးကြီးမြို့နယ်ကျွန်းတောင်ရွာဖုံးကြီးကျောင်းကိုလည်းဧပြီ14ရက်နေ့ညနေ6:00နာရီဝန်းကျင်မှာဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုအတွင်းတပ်တော်54နှစ်ရွယ်ဖုံးကြီးတစ်ပါးအပါအဝင်ကိုရင်တစ်ပါးနဲ့ကပ္ပိယတစ်ယောက်ဒဏ်ရာရခဲ့ပါတယ်တပိတ်ကြီးမြို့နယ်ချောင်းကြီးရွာလည်း ဧပြီ23ရက်နေ့ည10:00နာရီကျော်မှာဘုံကျဲတက်ခိုက်ခံရတယ်လို့ပြည်တွင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က RFA ကိုပြောပါတယ်။ဆက်ကဆက်က10:27မှာကျွန်တော်ချောင်းကြီးကိုဒွေချောင်းကြီးကို AS လုပ်တယ်။ AS ကလေးလုံးချတယ်ဗျ။အဲ့ဘုံဒီဟိုအစမှန်မှမှန်တာပေါ့။အဲ့လိုစမှန်တဲ့ဘုံတွေထိခိုက်တယ်ရကြတယ်။ရှိရောက်ပေါ့။နှစ်ယောက်ကတော့ဒေဆုံးသွားတယ်ဗျ။ကြံကြိုနေ့ဧပြီ23ရက်နေ့မှာပဲစကိုင်းတိုင်းဝင်းတုံမြို့နယ်မြောင်းတောင်ရွာဖုန်ကြီးကျောင်းဒဇယ်မြို့နယ်လယ်မရွာဖုန်ကြီးကျောင်းနဲ့ ကောလင်းမြို့နယ်ညောင်ကုန်းရွာတွေကိုစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုတွေကြောင့်အမျိုးသမီးတစ်ယောက်သေဆုံးကနောက်ထပ်ဖုန်ကြီးတစ်ပါးပါဝင်9ယောက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ရခိုင်ပြည်နယ်ကြောက်တော်မြို့ပေါ်ကလည်းဧပြီ17ရက်မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့အသက်10နှစ်အရွယ်မရှင်းနှင်းဝေပါဝင်အမျိုးသမီး3ယောက်ဒဏ်ရာရခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ဖုန်းလက်ခံပြေဆိုတာမရှိပါဘူး။ဒါပေမဲ့ဧပြီ14ရက်နေ့တုန်းကတော့ ိုင်းသားလက်နက်ကင်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေကစစ်ကောင်စီတက်စခန်းတွေကိုဝိုင်းဝန်းတိုက်ခိုက်နေတာလို့နိုင်ငံပိုင်မီဒီယာတွေကတဆင့်စစ်ကောင်စီပြောခွင့်ရသူကပြောဆိုခဲ့ပါတယ်။ EAO များအနေနဲ့ပြစ်ခတ်တိုက်ခိုက်မှုရပ်ဆဲထားတာကိုအခွင့်ကောင်းယူပြီးတပ်မတော်စခန်းများလူနေအိမ်ကြီးများရပ်ကွက်များကိုတိုက်ခိုက်လျက်ရှိပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့တစုံတရာထက်သွင်းပြောဆိုတာတော့မရှိခဲ့ပါဘူး။စစ်ကောင်စီတပ်ကငလင်ဘေးကယ်ဆယ်ရေးကိုအာရုံစိုက်လှုပ်ဆောင်မယ်ဆိုပြီးဧပြီ၂ရက်ကနေ၂၂ရက်နေ့အထိ တရင်သုံးပတ်ကြာပြစ်ခတ်ရဆဲထားမယ်လို့ကြေညာထားပါတယ်။ဒီကာလအတွင်းကရှင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်၊စကိုင်းတိုင်း၊မန္တလေးတိုင်းနဲ့ပဲခူးတိုင်းတွေအတွင်းလေကြောင်းတိုက်ခိုက်မှုတွေနေ့စဉ်ရဆက်ပြုလုပ်နေတယ်လို့ဒေသခံတွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေကပြောပါတယ်ခင်ဗျာ။ကိုဆိုင်ဝန်ရဲ့တင်ပြချက်ကိုနားဆင်ခဲ့ကြရတာပါ။ ော်ရရှိမှာခင်ဗျာမြန်မာနိုင်ငံကစီးရီးပဋိပက္ခတွေကြောင့်တိုးပွားလာနေတဲ့စစ်ဘေးဒုက္ခတွေဟာသူတို့ရဲ့နေထိုင်ရည်ရွယ်အတွက် အလုတ်ကံတွေရရှိဖို့လိုအပ်လာပါပြီဒါကိုဖြေရှင်းနိုင်ဖို့အတွက်လူမှုကူညီအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Clean Yangon အဖွဲ့ကကရင်နီပြည်ကစစ်ဘေးဒုက္ခတွေစခန်းတနေရာမှာဖျောင်းနိုင် လုပ်ငန်းတစ်ခုထူထောင်ပေးထားပါတယ်မတ်ထက်ထက်အင်ဒရာအောင်ကဆက်တင်ပြပါလိမ့်မယ်ခင်ဗျာ မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းကာလ၄နှစ်ကျော်လာတဲ့အချိန်မှာစစ်ပေါင်းတဖြည်းဖြည်းကျယ်လာသလိုစစ်ဘေးဒုက္ခသည်ဥယျာဟာလည်းတရိပ်ရိပ်တိုးပွားလာနေပါဗျ။စစ်ဘေးဒုက္ခသည်တွေဟာမိမိတို့ရဲ့ငကူမူလအလောက်ကိုင်းတွေအိုးအိမ်တွေကိုဆွန့်ခွာပြီးဒုက္ခသည်စခန်းတွေမှာနေထိုင်ရင် အချိန်ကာလကြာလာတဲ့အခါမှာဘဝနေထိုင်ရည်တည်ရေးအတွက်အလောက်ကိုင်းရရှိဖို့စဉ်းစားလိုက်ရပါပြီ။ဒါကြောင့်လူမှုကူညီရေးလုပ်ငန်းတွေလုပ်နေတဲ့ကလင်းရန်ကုန်အဖွဲ့ရဲ့လူတရအစီအစဉ်က PNP ဒီမော့ဆိုအနောက်ကစပေးဒုက္ခသည်စခန်းတစ်ခုမှာစစ်ရှောင်းပြည်သူတွေအတွက်ဖျောင်းနိုင်ထုတ်လုပ်ငန်းလေးတစ်ခုထူထောင်လိုက်ပါတယ်။စပေးဒုက္ခသည်ရဲ့အလောက်ကိုင်းအခွင့်အလမ်းနဲ့စခန်းရံပုံငွေအတွက်ရည်ရွယ်ဖန်ပြီးပေးဖြစ်တာလို့ကလင်းရံကုန်းရဲ့တာဝန်ခံကိုစရာထုံးကပြောပါတယ်။ဟာစစ်ရှောင်းတွေကအချိန်ကြာလာတဲ့အခါကျတော့သူကအဲဘယ်လိုဖြစ်လာလဲဆိုတော့ဒီအလောက်ကိုင်းအခွင့်အလမ်းအင်မတန်ရှားတယ်ကျွန်တော်ရှိမှာလေ။အလောက်ကိုင်း အခွင့်အလမ်းရှားတဲ့အခါကျတော့အဲကုလက်ကုချင်းနဲ့လောရလောကန်ကဘာမှမရှိမနေဘူးပေါ့နော်တော့ခေါ်တဲ့စစ်ချောင်းစကန်တစ်ခုမှဆိုဒီအရေးပေါ်ရပန်ကိုဆိုတာအင်မတန်လိုအပ်တယ်နောက်တော့အလုတ်ကဲအခွင့်အလမ်းရတဲ့ကျွန်တော်ဖြည့်ပြီးပြခြင်းနဲ့လိုတရာဆိုတဲ့အစီအစဉ်ကပြည်ရင်းပြပါစေတနာရှင်တွေရဲ့စူပေါင်းအားနဲ့စေဘေဒုက္ခတဲ့စကန်15ခုမှာမတူညီတဲ့အသေးစားလုပ်ငန်းတွေဖန်တီးပေးထားပါတယ်စေဘေဒုက္ခတဲ့စကန်ကလူတွေကိုယ်တိုင်လုပ်ငန်းကိုစီမံခန့်ခွဲစေပြီးရလာတဲ့အကျိုးမြတ်ကိုစကန်ရံပုံငွေမှာပြန်အသုံးပြုစေတယ်လို့ဆိုပါတယ် ဒီဖျောင်းနိုင်လုပ်ငန်းကိုတော့ကလင်းရန်ကုန်ရဲ့လူတရာဆိုတဲ့အစီအစဉ်ကချက်သိန်း130မတီပီစတင်နေတာပါ2024ခုနှစ်နိုဝင်ဘာလကစတင်နေတာဖြစ်ပြီးအခုဆိုရင်တော့3လကျော်ရှိလာပါပြီရရှိလာတဲ့အကျိုးမြတ်ထဲကနေလောက်အားကရောရမငွေအတွက်ပါခွဲဝေအသုံးပြုတယ်လို့သိရပါတယ်အခုဆိုရင်အလုံးလုံးရင်းနဲ့အချင်းချင်းစီးလုံးမှုလေးရလာတယ်လို့ဖျောင်းနိုင်လုပ်ငန်းတာဝန်ခံမက်လူစီယာကပြောပါတယ် အစပိုင်တော့ကျမတို့အလောက်ကခွလာမရှိတဲ့အတွက်ပေါ့နော်ကျမတို့တကယ်ဟိုစိတ်ဖြစ်စီမှုပဲများနေခဲ့တာပေါ့နော်ဆိုတော့ဒီအလောက်ကနည်းနည်းဒီဖျားတဲ့လုပ်ငန်းလောက်လာပြီးနောက်ပိုင်းမှာဟိုကျမတို့ကအနေနဲ့လည်းဟိုအရင်စီလောင်းလာတယ်လို့ပြောရမှာပေါ့နော်ဘာဖြစ်လဲဆိုတို့တွေကလည်းဟိုအစပိုင်မှာရတယ်ငါတို့လောက်အားနေပဲဟိုပထမတရောင်းတရောင်းနဲ့သွားမယ်နောက်ပိုင်းမှာပဲကျမတို့အာရလာတဲ့ရန်ပုံငွေနဲ့ကျမတို့ရှစ်ဆက်ကြမယ်အဲ့လိုမျိုးပုံစံမျိုးပေါ့နော်အော်ကြတော့ပေါ့ပညာဘုဟုတ္တလည်းရသွားတာပေါ့နော်အမြင်လည်းကျေသွားပြီ လက်ရှိ KNI data မှာလျှက်စစ်မီမရတာကြောင့်ဒီဖျောင်းနိုင်လုပ်ငန်းကအထောက်အကူဖြစ်တယ်လို့လည်းသူကပြောပါတယ်။ထုတ်လုပ်လိုက်တဲ့ဖျောင်းနိုင်တွေကိုတော့အနီးနားကစစ်ရှောင်းစခန်းတွေစီဖြန့်မြူရောင်းချတယ်လို့ဆိုပါတယ်။ဖျောင်းနိုင်လုပ်တဲ့ဆက်က၃ခုရှိပြီးတစ်ခုကို90နှုန်းနဲ့တရက်ကိုအထူးရ150လောက်ထုတ်လုပ်နေနိုင်ပါပြီ။ဒီဘက်မှာတနင်္ဂနွေတရက်သာနာပြီးထုတ်လုပ်နေတယ်လို့ဆိုပါတယ်။ ဒီဖျောင်းနိုင်လုပ်ငန်းလေးလုပ်ကင်နေတဲ့စပေးဒုက္ခသည်စခန်းမှာတော့လက်ရှိလူဦးရေ250ကျော်နေထိုင်နေပါဗျ။ဒီလိုအလုပ်လေးဖန်တီးပေးနိုင်တာကြောင့်စပေးဒုက္ခသည်ရဲ့ရည်တည်ရေးနဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုအဆင်ပြေသွားစေတယ်လို့ကိုစရာထုံးကပြောပါဗျ။ စစ်ချောင်းစခန်းတစ်ခုမှရှိတဲ့လူကြီး200ကျော်ပေါ့နော်200ကျော်လို့အလုပ်ကအခွင့်အလမ်းမပေးနိုင်ပြီမဲ့အဲကျွန်တော်တို့ဒီလောက်ကခွန်းရရနေတဲ့9ယောက်10ယောက်ပေါ့ဒီအလုပ်လေးကိုစိတ်ညစ်ပြီးလုပ်နေပြီဆိုတော့ငါအသုံးမကျတော့ဘူးအသုံးမကျနေဘူးဆိုတော့အဲဟာကလုံးဝပျောက်နေပြီးတော့ဒီရားတွေဘုံငွေတစ်ခုရမယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့ရည်ရွယ်ပြီးတော့ဒီလုပ်ငန်းလေးတွေထောင်ပြတာဆိုတော့အဲသူတို့အနေနဲ့အသိကိုပြောကြတယ်အဲလက်ရှိဆိုရင်သူတို့ ဘာလို့အလုပ်ရှိနေရဆိုတဲ့စိတ်လေးပေါ့နော်ဒါလေးတွေရပြီးတော့စိတ်ပြင်လက်ပြောက်လေးတွေဖြစ်နေရလေးတွေတွေ့ရတယ်ဗျဟုတ်ကဲ့စိတ်ကောင်းစီရဲ့လမ်းပန်းဆက်သွယ်ရေးပိတ်ပင်မှုကြောင့်ကုန်ရမ်းတည်ယူမှုအပိုင်းမှာတော့အခက်အခဲရှိတယ်လို့ကိုစရာထွန်းကပြောပါတယ်ထုတ်လို့ရေးပိုင်းကျွမ်းကျင်သူအဖြစ်လောက်ကိုင်းနေတဲ့ Matt Orange ရှာကလည်းလှူအားကလည်းရစခန်းကိုလည်းပြန်ကူညီနိုင်တာကြောင့်ဝမ်းသာတယ်လို့ဆိုပါတယ်ရှင် ချေအချိန်ပြည့်စမတော့ကအလူရှင်ကြီးပဲမျောနေရတဲ့ခါမျိုးမှာပေါ့နော်အရင်လဲဟိုစိတ်ပိန်ပန်းနေတယ်အခုခါကျတော့ကျမဒီပြောင်းဆက်ခုံမှာအလောက်ရသွားပြီးတဲ့နောက်ပိုင်းမှာဆိုဆိုလည်းတနေ့ကနေနေနားရရဲ့မျိုးမှာဆိုလည်းကျမမပြောတော့ဟိုပြောင်းဆက်ခုံမှာပဲအာယုံရောက်နေတော့ပေါ့နော်ကိုကိုလုံနေတဲ့ဟာရုပ်ကိုလည်းတရေတရေလောက်အခါရရရတဲ့ဟာတော့ဟိုအများအတူအတွက်လည်းကိုလုံနေရတယ်ဆိုတော့ကိုလည်းအရာကြီးဝမ်းတပ်ပြီးတိဖြစ်မိတော့ပေါ့နော်မတ်တထက်အင်ရာအောင်တင်ပြသွားခဲ့တာပါ တော်ရရှိမှာခင်ဗျာကျွန်တော်တို့ RFA အနေနဲ့ရက်တီရန်မုံငွေမတည်ငြိမ်မှုအခြေအနေကြားကပဲအစည်းအဝေးတွေကိုအကန့်အသတ်နဲ့အခုလိုတင်ဆက်နေရတာဖြစ်ပါတယ်ဒီကနေ့တာ RFA ရဲ့ထုတ်လွှင့်ချက်အစည်းအဝေးတွေလည်းဒီမှာပဲပြီးဆုံးပါပြီတော်ရရှိမြန်မာပြည်သူများဘေးရန်အပေါင်းကကင်းဝေးပြီးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါစေခင်ဗျာ have been listening to Radio Free Asia.